အဲ့ဒီတခါမှပြောချင်တာကလင်းနံနှစ်ဖက်နင်းနေဆိုတာမကောင်းမိမလဲတခါတလေကြရင်တော့မအောင်နိုင်လို့မလွဲတာမရှောင်တာနင်းလိုက်ရတဲ့အခိုက်အတန့်နေဆိုတာရှိတတ်ပါတယ်ရှိတတ်ပါတယ်သူဘာကြောင့်နင်းရတယ်လဲဆိုတဲ့အဖြစ်ကိုသိဖို့ရေးကြည့်ပါတယ်ငွေရှိတိုင်းရာရာကိုဝယ်လို့မရဘူးဆိုတဲ့ဂျင်းစကားတွေကိုမယုံမနဲ့တင်ချမ်းမိုင်းမကောင်းလို့ဆေးရုံဆေးကန်းပြရင်တော့ပတ်စံနဲ့ပြရတာပါဒါကြောင့်ပတ်စံရှာပါတင်းအင်မတန်ချမ်းသာသွားရင်တော့တင်းကိုကာရကာဖွင့်ပေးမဲ့သူကိုတောင်မှကာရကာဖွင့်ပေးမဲ့သူရှိလာပါလိမ့်မယ်ငွေချင်းပေါင်းတဲ့နေပေါင်းတဲ့အခါမှာတော့ပတ်စံရှိတဲ့သူကိုရွေးပေါင်းဖို့မလိုပါဘူး အလိုက်တည်တဲ့တငယ်ချင်းတွေကိုရွေးပေါင်းတတ်ဖို့လိုပါတယ်။တချို့ကောင်တွေကအလိုက်ကန်းစိုးလုံးဝမသိပါဘူး။ဘာမဲတော့ရှင်းမတိုင်းရှင်းမလဲလား။အင်းအင်းမလဲလဲလဲ။လူတွေမှာယောဂတခုခုဖြစ်လာပြီဆိုရင်အောက်ဘက်ကအပေါက်တွေကိုပြဿနာရှာပါတယ်။ဒါပေမဲ့အသားစိတ်ငါးစိတ်မကြံထိုးထည့်နေတဲ့ဗဇက်ပေါက်ကြောင့်လည်းယောဂဝေဒနာတော်တော်များများဖြစ်နေကြတာပါ။ဒါကြောင့်ရှာကိုလည်းအခါခွဲအသုံးပြုဖို့လိုလာပါတယ်။ အောက်မှာဆွတ်တဲ့အဆုတ်ကိုကွန်ဒုံခေါ်ကြတယ်လို့ရှာကိုဆွတ်တဲ့အဆုတ်ကိုတော့ရှာဒုံပေါ့ဗျာရုပ်ရှင်ကာရကအသေးထွက်လာရင်ရှေ့ကနေပိတ်ပြီး spoiler လုပ်တဲ့သူတွေကိုနားလည်ပေးလို့ရပါပေမဲ့ပချင်းစာသားကိုရှေ့ကနေပိတ်ပြီး spoiler လုပ်တာကတော့နည်းနည်းတော့များသွားပြီဗျာဘောပန်ကန်နမ်စတဘောပန်ကန်နမ်စတပကမှာဓာတ်ပုံသွားရရင်နဲ့လမ်းညုံဖရားတွေဖူးခဲ့တယ်ဆိုတယ်လို့ပေါ့ရေးပေးမှာ monetization အတွက် blog တွေသွားရရင်နဲ့လမ်းညုံအလှခံခဲ့တဲ့ဗီဒီယိုလေးပါဒုက္ခမြတ်သနာဖို့ကောင်းပါတယ်ကောင်းပါတယ်အိမ်တလုံးလုံးမြုပ်သွားတဲ့ anti ကမှာပြုံးနိုင်ပါသေးတယ် ဘလောက်ကညီမလေးကတော့ဝန်နေပြီးမျက်ရည်တွေကျလာတာငါပြောသေးတယ်တောင်ရှိုးကုန်ပါတယ်အလုံမှာအများနဲ့ပြောတဲ့ဝန်နှန်းဆိုတာမရှိပါဘူးတခါကျရင်ကျွန်တော်တို့အလုံမှာပြောပါတယ်ပုံမှန်ကိုယ့်အလုပ်ကိုလုပ်နေရတာကိုကပြောစရာကောင်းနေတာပါအဲ့ဒီကကျရင်စိတ်ရောကိုယ်ပါဒီအလုံမှာနစ်မြုပ်ထားပါတယ်ဒါပေမဲ့တချို့ချိန်တွေမှာတော့ဒီအလုပ်ကြီးလုပ်နေရတာကိုကဝစ်ကြွေးတစ်ခုလိုဖြစ်နေပါတယ်ပုံမှန်လုပ်နေကြလုပ်တွေကိုတော့မှစောင့်ကြည့်အောင်ဒီလုပ်တက်လာပါတယ်အဓိကတော့မပြောတော့ဘူးပေါ့ဘွားကိုရုံးကန်လှုပ်ရှားနေတဲ့အမျိုးသားတစ်ယောက်မှအကြက်တဲဆိုတာကတော့ရှိမှာပါပဲ အဲ့ဒီလိုချက်တဲနေနဲ့ကြုံတွေ့လာရတဲ့အခါမှာနေတဲ့ထိုင်တဲ့ဘုတ်ကအင်မတန်မှကိုအရေးကြီးပါတယ်။တချို့ချက်တဲတွေကတင်းပေါ်မှာဘလို့နေထိုင်ပြုတ်မှုဆောင်ရွက်တင်တယ်လဲဆိုတဲ့သင်ခန်းစာကိုပေးပါတယ်။ဒါကတည်းကလည်းအချက်တဲတွေနဲ့ကြုံတွေ့ပြီးလှုပ်လီမြုပ်လီဖြစ်တတ်ပါတယ်။ဘဝရဲ့အချက်တဲတွေကြမှာပျော်ရွှင်စရာလေးတွေရှာဖွေရင်းကျွန်တော်တို့ဘဝကိုကြီးစက်ရမှာပါ။ဒီနေ့တော့ဒီလောက်ပါပဲ။